ဆီယမမိုမိုအင်ရရဲ့တပ်ပီတပ်ပီတတ်တာအဝင်တာဟွန်တူဆိုတဲ့ဝတ္ထုကလေးရဲ့အပိုင်းခုနှစ်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။အပိုင်းခုနှစ်ယခုတလောအစင်မပြေမှုတွေကများလာကြီးဟုမျက်ရင်စိန်ထင်မိသည်။ဈေးဥမပေါက်သည့်နေ့တွေပို၍စိတ်လာသည်ဟုမျက်ရင်စိန်တွက်မိသွားသည်။ခဲအိုကိုအောင်စိန်ထံမှလည်းတက်တက်ကြွကြွအတန်မျိုးမကြားရသည်မှကြားပြီ။ ဈေးတွေကျပြီးအဝယ်မလိုက်ကြအောင် အလုံးမဖြစ်ကြအောင်ပတ်စံရှားကြအောင်သာထပ်တလဲလဲညှင်းညူနေသည်အိမ်တွင်လည်းမျက်ရင်ကြီးကလေးများကိုစူပူအောင်ငောက်ကစူပူအောင်ငောက်တဲ့ကိုအောင်စိန်ဤချောင်းတဟုတ်ဟုတ်ဆိုတဲ့အသက်ကြီးပြီဖြစ်သော အမေဤညီတော်တန်တို့သာလည်းတိုးတိုး၍ပြန်လွင်လာခဲ့သည်တခါတည်းရန်ကလေးငယ်နှစ်ယောက်ဤဖနက်မပါသော ခြေထောက်များဖြင့်မျက်ရင်စိန်ပြန်အလာကိုပြေး၍စီကြိုတက်လေသည်သူတို့ဤ အားငယ်နွမ်းလျှနေသောမျက်နှာများကိုကြည့်ုံဖြင့်နနတ်စာကိုပြပြဝဝမစားခဲ့ရကြောင်းသိသာလှသည်ညနေစာထမင်းဝိုင်းသည်လည်းတစားတစားတွေ့ချောက်၍လာခဲ့၏မနက်ပိုင်းညရင်စိန်ဈေးထွက်ကနေလျင်ညရင်ကြည့်သည်မျက်နှာငငယ်ဖြင့်ညရင်စိန်ကိုကြည့်နေတတ်လေသည်ဤသို့ဖြင့်ယင်းဤလည်းပတ်ရန်ထားသောငွေစကလေးများသည် ဟင်းချက်စရာအဖိုးဖြင့်တစားတစားကူပြောင်းကလျှော့ပါခဲ့ရလေပြီး ဈေးထွက်လာခဲ့ရတော့လဲမျက်ရင်စင်ကောင်းကမကြည်လင်းလှတော့ပေနေရောင်တွေဖြာကျနေပြီဖြစ်သောဆိုင်ကန်းပေါ်တွင်ဆိုင်ကိုပြီးလွယ်အောင်မြန်မြန်ခင်းလိုက်သည်ပြည်လင်ထမင်းကြိုက်ကိုဖွင့်ကမော်ဟင်ကားတစ်ချက်ဖို့ဖြင့်ထမင်းကိုရောကစားပြက်လိုက်သည် ကိစ္စတစ်ခုတော့ပြီးပြီဟုအောင်မေးလိုက်ရတော့လဲဝမ်းကတော့မတင်းတိမ်လာပြီဟင်းရနေရာမှာမော်ဟင်ကအခွက်ပေါင်းများစွာက နေရာယူခဲ့လေပြီး နေပူကျဲကျဲတွင်တဖြောက်ဖြောက်ဝင်လာနေသောဈေးဝယ်သူများကိုမျောလင်းချက်ကင်းသောမျက်လုံးများဖြင့်ငေးကြည့်နေမိလေသည်ဘေးဆိုင်မှဒေါ်ရွှေဦးကြီးသည်လည်းစောစည်းစွာပင်ငိုက်မြည်လျက်ရှိပြီးဒေါ်ဆက်စုတယောက်တော့ဈေးမထွက်သည်မှတပတ်လောက်ရှိပြီသူတို့ဈေးတန်းသည် ပြင်းရည်ညီငွေဖွဲ၆သွေးရင်းနေ၏ကဆက်တံမှအပြိုင်အဆိုင်ဖွင့်သောတချင်းတန်တို့သည်သာဈေးတယ်တို့၏အုံနောက်ကိုပွင့်ထက်လူမကန်းစူညံစွာမြည်ဟင်းနေလေသည် အိမ်ငတ်ခဲသောမျက်ရင်စိန်ပြီးသင်ခင်ငိုက်မိစားပြူလာ၏ဘလို့လဲဆေးဦးမပေါက်သေးဘူးလားပိုကျော်ကသူ့ဆိုင်ရှိမှာရက်ပြီးမေးလိုက်သည်ယခုတလောပိုကျော်ကမျက်ရင်စိန်ကိုဂယုတဆိုင်မေးမိနေသည်သူတို့တွေမှသည်လဲအရင်ကတော့အယောင်းဝယ်မကောင်းတော့ပစ္စည်းအစ်စ်မတင်နိုင်ဒီမှာကြာပြီပစ္စည်းမတင်နိုင်ရင်ဈေးဆိုင်ဟိုဒီမှာဖောက်တဲ့ပြက်မြဲအကြံဖန်လှုပ်ချင်အောင်တော့မလုံနိုင်ထို့ကြောင့်ပိုကျော်တို့တခြင်းတန်ကိုပင်မကြားရသေးမှာကြာပြီ ူသည်အားအားရှိလျင်ကဆတ်တိတ်ခွေရောင်းသောကောင်မလေးတွင်မျက်မှန်ဆိုင်မှကောင်လေးတွင်နှင့်ရဲစရာမောစရာစကားဖောင်ဖွဲ၍နေလေသည်မြရင်စိန်သည်ပိုကြော်ကိုကောင်းခါပြလိုက်သည်မြရင်စိန်အဖွဲသည်ဈေးမှနီနီနာနာတငယ်ချင်းဆို၍ပိုကြော်တို့သာရှိသည်နေကလည်းဈေးရောမကောင်းလို့ပဲလားဒါမှမဟုတ်ဗာများဖြစ်နေရလဲဟာတမိုင်နဲ့မှိုင်နေတာပဲဘိုးကျော်ကမြရင်စိန်ကိုစနေမှန်းတည်တော့လဲမြရင်စိန်ကမတိဟန်ဆောင်နေလေသည် အေးပေါ့ဟဲနင်တို့လိုမရောင်းရဘူးဆိုလဲတနေ့လေး90အိတ်တဲထဲပြီးပြန်သွားနိုင်တာမှမဟုတ်တာကိုကျော်တို့မှာအယောင်းဝယ်ပါသည်ဆိုသည့်တိုင်းတချင်းသွင်းမိတာတိတ်ခွေကရောင်းရတတ်သေးသည်မြရင်စိန်တို့မှာတော့မရောင်းရဘူးဆိုရင်တကယ်ကိုငုတ်တုံနင်လဲမော်လမြိုင်လိုက်သွားပါလားဟာကိုကျော်ကဒုတိယအကြိမ်စပြန်သည်ပါဆိုင်တို့လည်းငါအကောင်းပြောတာပါတောင်းထိုက်အခုမော်လမြိုင်လိုက်နေတယ်မဟုတ်လားအဖော်ရတာပေါ့သူကမှဒိုးထက်ဟန်ကြမှာ ထင်ပါနဲ့သူ့မှာလည်းငွေတပြားမှရှိတာမှမဟုတ်ပဲငွေမရှိလဲလုံးလို့ရပါတယ်ဘလို့လုံးမလဲငါမှာတော့ငွေအရင်းကြီးမရှိတော့လို့ဆိုင်တောင်ပိတ်ပစ်ချင်နေပြီပိုကျော်ကမျက်နှာပိုးတက်လိုက်မိပြီးမျက်ရင်စင်ကို တွေ့ကြည့်သည်မျက်ရင်စင်တကယ်စိတ်တက်ကြပြီးမှိုင်နေမှန်းသိ၍သူနောက်ချင်ပြောင်းကြစိမရှိတော့ပေပြီးတော့သူတို့ကမျက်ရင်စင်ကို ပေါ့ပေါ့ဆဆပြောဆိုဆက်ဆံတတ်တော့လဲမျက်ရင်စင်ကတိတိမှန်မှန်ပြန်တိတိမှန်မှန်တုံ့ပြန်တတ်သည်ကိုလည်းတတိပြုလာမိသည် ငွေလိုရင်တော့ငါလှည့်ပေးမယ်လေအတိုးနဲ့ငွေကိုတော့မယူဝင့်ပါဘူးဟဲ့တိုးမာကပျက်စီးကနင်တို့လိုလွယ်လွယ်ပြန်ထွက်တာမဟုတ်ဘူးမထွက်ထွက်အောင်လည်းမကြံတက်ဘူးနောက်တော့အချိန်လေးပြန်ကောင်းချင်ကောင်းလာမှာပေါ့ဟဲ့ကိုကျော်ကလည်းကြံရမရ၍ညရင်စိန်ကိုအားပေးလိုက်သည်သူ့ဆိုင်ရှိမှလူနှစ်ယောက်သုံးရက်လာရ၍ကိုကျော်ပြန်ပြေးသွားသည်မပြေး၍မဖြစ်ဒီလိုလူမျိုးတွေကလက်လွတ်ဖို့အရေးလက်မလွတ်ဖို့အရေးကြီးသည် ယောသားပုံရတော့အဖိုးကြီးတယောက်မိမငငယ်တယောက်ပြီးတော့ဖုန်းကြီးတစ်ပါးဘိုးကျော်တို့တော့ဆိုင်ထဲကပြန်အထွက်ခံတော့မြင်မဟုတ်သူ့တွင်ရှိသည့်ကက်ဆက်တစ်လုံးနှလုံးကိုချပြသည်ဝတ်သူတွေကမကြိုက်အပြင်ပြန်ထွက်မြည်ပြသည်ဘိုးကျော်ကတားထားသည်ထိုင်ကုန်လေးပါတွေချပေးသည်ပြီးတော့တခြားဆိုင်ကိုပြေးပြသည်သူ့ပစ္စည်းကိုပဲသွားယူသလိုလိုပြန်လာတော့ဝတ်သူစိတ်ကြိတ်ပစ္စည်းပါလာသည်သူကလည်းကြားလောက်အောင်ပြောပြီးအမျိုးမျိုးဖွင့်ပြလေသည်ဟိုခလုံးနှိမ့်လိုက်ဒီခလုံးနှိမ့်လိုက်နဲ့ သူလုတ်ပြနေပုံတို့ကစိတ်ဝင်စားစရာကက်ဆက်ထဲမှာလူပါထပ်ပြီးဆိုပြတော့မိပုံအတိုင်းကြတော့လဲဝဲသူတွေကဆိုင်ထဲကပြန်ထွက်ဖို့ကိုမေ့သွားတော့သည်ပျက်စီးရှင်ကိုတန်ရာတမိုးပေးချေလိုက်ရင်သူ့တက်ကမကြံဘူးဆိုရင်တော့၄၅၀တော့ရှားလိုက်အောင်မိတာပြီးတော့တိတ်ခွေ၁၀ခွေလောက်ကိုလည်းရောင်းလိုက်ရသေးသည်ယနေ့ဖို့တော့ပိုကျော်တို့အိတ်နေဖို့ပဲရှိတော့သည်ညရင်စိန်မှာလည်းတီလန်းစင်ကိုလိုက်လိုက်ရသေးသည်အထက်အယောင်စန်းတွေမတင်နိုင်ကမှ ဝယ်သူတွေကဆိုင်တွင်မရှိသောအယောင်လေးကြီးလာလာမေးသည်။မြိုင်စင်ကကြောချင်းကပ်နေသောဆိုင်ကလှမ်းယူပြီးပြသည်။ဈေးကိုငေါမှုလောက်တင်ပြီးဝယ်သူကိုမရမက တုံးရောင်းရသည်။ကံကောင်းတဲ့သူ့အတွက်နှစ်ချက်သုံးချက်ကြံသည်။ဝယ်သူစစ်လွန်နေတော့အရင်တိုင်းပဲကြားတဲ့အယောင်ပေးလိုက်ရတော့သည်။တခါတရံတော့လေအထဲတဲ့ဘဝကိုစွန်ပြီးကစွန်ရက်ပြန်ရောက်စားရကောင်းမလားဟုမြရင်စိန်တွေးမိလေသည်တယောက်တည်းကိုလို့ယုံရမည်ဆိုရင်တော့မြရင်စိန်မကြောက် တဝန်တစ်ခွာတမမှုပင်ယခုတော့တသက်လုံးဆင်းရဲတွင်နှက်ခဲ့သောအမေအိုကြီးယိုအသောအမမြရင်ကြီးနှင့်ကလေးနှစ်ယောက်ကျေးဇူးမကင်းသောလူမမခဲကိုကိုအောင်စိန်သူတို့ကရှိသေးသည်တောင်းထိုက်ကိုမြရင်စိန်ခင်မင်းရင်ဆွဲရှိသည်ကတော့အမှန်တောင်းထိုက်ကလည်းသူ့ဘောမှာစေတနာထားကြောင်းမြရင်စိန်တည်သည်သူတို့ဘို့သို့တော့သူတို့ဘဝမှာအချစ်ကိုရုံးမဲ့ဖွဲ့ကခံစားမှုတွေကိုဦးစားပေးမနေနိုင်အရာရာမှာ ဘဝရေနဲ့ရှင်တွက်သက်သည့်အကျင့်ပါနေလေပြီဈေးတွက်တွက်သည်မြင်ဆိုပေအောင်တော့အကျိုးများမရှိသည့်အလုပ်ကိုလုပ်ချင်စေမရှိပြီသူသူသည်တလောက်တော့တောင်းထိုက်သည်တကူရေပြန်ကြသမှာအတော်အိမ်မာနေတော်လဲအတော်ဤအဖို့တဟဲအဖြစ်များသာဒီတော့လဲသူ့ကိုကြည်အားကိုရဖြစ်မည်မဟုတ် အခြေမရှိတော့ဘဝချင်းပေါင်းပြီးအခြေမဲ့အနေမဲ့ဖြစ်သွားရင်ပို့ခတ်ပို့မခတ်ပါလား ဘိုးကျော်ကမြရင်စိန်စီပြန်လှည့်လာလေသည် ပြီးတော့မြရင်စိန်ကိုကြည့်ကမရေတရေပြောသည်နေငွေလိုရင်ငါးစီကယူမလားငါမှ200-300လောက်တော့အပိုးရှိတယ်ကြံတာတော့ငါလည်းဒီလိုပဲလှည့်လုံနေတာမြရင်စိန်ကောင်းကိုတတ်တတ်ခါပြလိုက်သည်ဘိုးကျော်ညနေထားမှန်မှန်နဲ့ပြောသဖြင့်စေတနာနဲ့ပြောမှန်းတော့တီးလိုက်သည်ငါအတိုးမြူပါဘူးဟဲ့နေရာလဲငွေပြန်လဲမပေးပေါ့ခုနှစ်ဆိုင်မှာအယောင်စမ်းတွေမတင်နိုင်တော့ရောင်းရဖို့မဟုတ်လား နေပါစီဘူးကျော်ရဲ့ကျေးဇူးတင်ပါတယ်။ငါ့မှာငွေနည်းနည်းတော့ရှိပါသေးတယ်။မြရင်စိန်ကမနက်တိုင်းမျက်နှာငယ်ငယ်နဲ့ဈေးဘူးတောင်းတတ်သောမြရင်ကြီးကိုမြင်ရောင်လာသည်။ဒီလိုနဲ့ရှိသည့်ငွေလေးလုံးမပါသွားလျင်တာ၍ခတ်တော်မူ။ဖြစ်လို့ရဖြစ်စေနောက်နေ့တော့အယောင်ကောင်းကောင်းတအုပ်ဝယ်လိုက်မည်ဟုစိတ်ကူးလိုက်သည်။စိတ်အတွင်းများကတပြင်းချတဲ့အဖြစ်အပြင်းတို့ထွက်လာသည်။ဘူကျော်ရှိနေသည်ဒီကိုသူမေ့သွားသည်။ နင်ကလည်းတောင်းထိုက်တယောက်တည်းအားကိုးစရာမဟုတ်ပါဘူး။ငါစေတနာနဲ့ပြောပါပြောတာပါ။ဘိုးကျော်ကျွဲမိတူသားမှန်တိလိုက်လေသည်။အေးပါငါဘာပြောလို့လဲ။ငါတကယ်လို့ရင်ပြောပါမယ်။ခုတော့ငါမှဘာလို့ရမယ်ဆိုတာမဆုံးဖြတ်ရသေးလို့။ဒါဖြင့်လည်းပြီးရော။ဘိုးကျော်လှဲ့ထွက်သွားလေသည်။ခဏကြာတော့သူ့ဆိုင်ကကက်ဆက်တန်ကိုတန်ကုန်ဖွင့်လိုက်တန်ကြားရသည်။ဒီကချလိုက်ရာမင်းတီးဆုံးမမောင်ရင်းနဲ့ကလာမင်းငယ် ပိုးကြော်သည်တချင်းကိုလိုက်ဆိုရင်မြရင်စင်ကိုတစ်ချက်လှမ်းကြည့်လိုက်လေသည်အပိုင်းရှစ်ပိုးကြော်ဟုသူ့ကိုအမားကခေါ်ကြတော့လဲသူ့နာမည်အပြည့်ဆုံးကကြော်ကြော်ဝင်သို့တော်သူ့နာမည်ကိုသူမကြား၍သူများမေးလျင်ပိုးကြော်ဟုပင်ပြောသည်ဘူကျော်ကတော့ရန်ကုန်သားဆက်စစ်ရန်ကုန်မြို့လေကောင်မှာကြီးပြင်းလာသူဖြစ်သည်သူတို့က29လမ်းမှာနေသည သူမိဘများကဘိုးစင်ပေါင်းဆက်ကုံတဲလို့ဖြစ်အတက်မွေးခဲ့သူများပင်ဖြစ်သည်သူ့အမေကဆိုရင်တစ်ချိန်ကဘိုးချုပ်စင်မှာဘိုးထဲဆိုင်ဖွင့်ကအတော်ကလေးဝင်ငွေကောင်းခဲ့သည်ယခုလည်းအသက်ရွယ်ကြီး၍အလုံးမလုံးနိုင်ပေမဲ့အိမ်မှာနေပြီးရှိသမျှစီးစဉ်ဥစ္စာကိုမရော့ပါအောင်ထိန်းသိမ်းနေတတ်သည်သူတို့မမောင်နှမကတော့များသည်ခုနှစ်ယောက်ဘိုးကျော်ကနံပါတ်၄သူ့ထက်နှစ်ယောက်ကအိမ်အောင်ကြသွားလိမ့်ပြီး ပိုကျော်တို့အင်္ဂါစီးပွားရေးမှာတော့အကွက်စေးလာသည်ဒါသမီးများကိုပညာကိုလူရည်ကိုတည်အောင်သင်ပေးပြီးတကယ်လက်တွေ့မှာတော့ကိုပိုင်စီးပွားရေးကိုသာအားပေးသည် ပိုကျော်တို့တွေမှာငယ်စဉ်ကပင် ဖခင်ဤအယောင်ဝဲကိစ္စမိခင်ဤစိစက်သေးချလာတော့စီးပွားရေးအကွက်များကြမှာနှားရင်ကြည်ပြင်းခဲ့ရလေသည်ထိုကြောင့်လည်းအယောင်းအဝဲအလုံးစုံလင်းပါပဲလို့ရလို့ရမတုံမဆုပ်လို့ရကြရင်ရှိခဲ့သည် သူတို့အဖို့လောကတွင်ငွေရှာဖို့သည်အရေးကြီးဆုံးဟုယူဆထားသူများဖြစ်လေသည်လဟပြမဈေးဆိုင်ကန်းတွင်ဖွင့်ရောင်းရခြင်းကပင်ပိုကျော်မှာသူ့ကိုတယောက်ကစီပွားရေးနဲ့ပဲမှာအခြေချခဲ့လေသည်သူတို့အဖို့ပင်ပင်ပန်းပန်းမလုပ်ရပေလာသွင်းသည့်ပစ္စည်းများကိုကောက်ကအိမ်ကြီးရရထိုင်ရောင်းသည်ပစ္စည်းကထွက်ခြင်းသည့်အခါမှထွက်ရသည့်အမျက်ကိုအေးအေးဆေးဆေးဆောင်ယူသည် ဒီတော့လေသူတို့ဒီကုန်သေးလောကမှာပြောင်းမွေနေနိုင်ကြပေသည်အချိန်နေအရရပြောင်းလဲလာတော့လေသူတို့ဖို့ကအခြားအလုပ်ကိုပြောင်းမလုပ်တတ်တော့ကြာရနေရမှာရင်ကြာတလို့လောက်ကန်စားတော့သည်အယောင်းအဝတ်အလုပ်ဟူသည်ကအစဉ်တစ်ဖြင့်တော့ချောမွေဖြောင်ဖြူမနေပေသို့တော်လေသူတို့အဖို့ကအစမ်းတကြဲမဟုတ်တော့လဟာပြမစိန်ကျွန်းစည်းကိုပြောင်းရတော့သူတို့ရသည့်နေရာကလည်းကောင်းလာသည်မဟုတ်ပေ သို့သောငွေပင်ငွေရင်းတက်နိုင်သူမို့နေရာကောင်းနေလဲယူသည်နေရာကိုလာ၍ပစ္စည်းကိုလည်းပြောင်းကိုင်းသည်ရခင်ကားလောက်ရောင်းရွယ်ကမကောင်းလာတော့လဲတင်းတင်းတော့ဖြစ်ထွန်းသည်ဘူကျော်တို့အိမ်မှာတက်ညီလက်ညီစီးပွားရှာကြသလိုခွဲဝေသုံးတော့လဲစီးပွားရေးဆန်ဆန်ပြီးကိုရှာ၍ရသည့်ငွေကိုကိုသုံးသည်အိမ်ကိုထမင်းဖို့ထဲဝင်သည်မိဘကိုအချိုးကျပေးသည်အိမ်အောင်ကြသွားရင်ဘာမှပြောနေစရာမလိုကို့အိုးကို့အိမ်ခွဲစင်းကြသည် ကျောင်းနေတော်ရှိသေးသည့်အငယ်ဆုံး၃ယောက်ကိုမူအားလုံးကဝါး၍ထောက်ပံ့ကြလေသည်မောင်မောင်နှမတွေထဲမှာတော့ပူကျော်ကိုအိမ်ကအချက်ဆုံးပူကျော်ကစိုးလဲစိုးသည်လိန်လဲလိန်မာသည်နှဲ့စိုးစိုးတက်သလိုသူများအဖို့လည်းတိတက်ငှဲ့တက်သည်ပျော့ပျော့နေတတ်သည်မိဘညီအကိုမောင်နှမများကိုချက်တတ်သောပူကျော်သည် အခြားမိန်းကလေးများကိုတော့တစ်ခါမှမချစ်ဘူးပဲအစဉ်သဖြင့်အယောင်းဝဲကိစ္စများကြားမှာစိုးဆိုင်နေသူမျိုးချက်တတ်သည့်ခံစားမှုမျိုးကိုလည်းတစ်ခါမှမပေါ်ပေါက်ခဲ့ပဲ သို့တော်မိန်ကလေးလှလှမြင်ရင်တော့သူကြည်တတ်သည်သဘောကျတတ်သည်ခင်မင်အောင်ပေါင်းတတ်သည်တခါတရံမထီတထီစားတတ်သည် သို့တော်သူ့ရင်ထဲကတော့မလှူရှားတတ်ပေ အထူးသဖြင့်ရန်ကုန်မြို့ပေါ်မှာမိန်ကလေးများကိုသူ့အဖို့အားလုံးတပုံစံနဲ့ဖြည့်ပြီးနေလေသည်ညရင်စိန်လိုမိန်ကလေးမျိုးကတော့သူ့အတွက်အမြင်ကွဲလွဲသည်ဆင်းရဲတော်လဲအိန္ဒြေမရသည့်မိန်ကလေးမျိုးအနေထိုင်မတတ်သည့်မိန်ကလေးမျိုးတွေသူမတွေ့ဘူးသည် ထိုမိန်ကလေးမျိုးကိုလည်းသူမနှစ်သက်ညရင်စိန်ကိုနှစ်သက်သည်ဟုမဆိုနိုင်တော့လဲမဆိုပါဘူးဟုတော့သူအောက်မေ့သည်အမတ်တမက်နေခဲ့ရမှာအနေကြလာတော့ညရင်စိန်ကိုခင်မင်းမိသည်ညရင်စိန်ကို မထီတထီစနေရရင် သူပြောသည် သို့တော့ညရင်စိန်ကခက်တီတီနေတတ်၍တခါတခါတော့အမြင်ကက်သည်တတ်တတ်အိုက်တင်ခန္ဓာဟုထင်သည်တေးသေးချာချာ ပေါင်းကြည့်တော့လဲထိုသို့မဟုတ်မှန်သိရလေသည် တကယ်တော့မြရင်စိန်သည်အပေါင်းသိမဲ့စွာတယောက်တည်းရုန်းကန်နေသောမိမငယ်လေးမြသားဖြစ်သည်ထိုအခါမြရင်စိန်ကိုသူတနာမိသည်သို့သောချစ်တော်မချင်မိပေတောင်းထိုက်ကမြရင်စိန်ကိုပိုးနေမှပိုကျော်သည်သည် သူသို့သော သူ့အတွက်အရေးကြီးသောကိစ္စမဟုတ် သူမြရင်စိန်ကိုပိုးပန်းနေတာမဟုတ်သို့သောမြရင်စိန်ကိုသူကူညီခြင်းသည်ဘာကြောင့်ကူညီခြင်းမှန်းတော့မသိပေတနာလို့သာဟုအနီးကပ်ဆုံးဖြေရလေသည် တောင်းထိုက်ကိုတော့သူကဘဝတူလူငယ်တယောက်ဖြစ်ခင်မင်းမိသည်တောင်းထိုက်ကရိုသားပုံရသည်မြရင်စိန်တို့နှင့်လိုက်ဖက်သည်အထူးသဖြင့်တောင်းထိုက်လိုလူတယောက်ကိုသူ့စီပွားရေးအတွက်အားကိုးလိုသည်ပစ္စည်းမှလည်းတောင်းထိုက်တို့ကတခြားလူထက်စိတ်ချရသည်သို့တော့တောင်းထိုက်ကသူတို့လိုချင်သည့်ပစ္စည်းမျိုးကိုမကိုင်းသည်ထို့ကြောင့်မှားရွေးမဖြစ်သေးပေတခါတည်းရန်တောင်းထိုက်ကသူ့ကိုမြရင်စိန်နှင့်တင်ကမကင်းဖြစ်ကတဝင်းတို့တုံနေပုံမြင်ရတော့သူရဲ့ချင်းလေးသည် တောင်ထိုက်ကိုလည်းဒီတစ်ချက်မှာတော့ညံ့လိုက်လေဟုသူအပြစ်တင်မိသည်သူ့လိုကောင်မျိုးကဒီလိုမင်းကလေးမျိုးကိုကြိုက်မတယ်လားတခါတရံသူ့ဝါသနာအတိုင်းမြရင်စင်ကိုရှိတ်တက်ချိတ်တက်ဒီကလွဲရွှေ့တိုးဖို့သူစိတ်မကုန်မီသူ့မိမယူလင်အပြန်စားကိုယူပြစ်လိုက်မီသို့တော်ဒါရီကသူ့အတွက်အရေးမကြီးသူ့အတွက်အရေးကြီးဒီကအယောင်းဝယ်ကောင်းဖို့ပစ္စည်းများများထပ်ဖို့ငွေများများရဖို့ပဲယခုတလောအယောင်းဝယ်ကကောင်းသည်မဟုတ်ဒီကြားတဲ့ အတန်သွင်းဆိုင်တွေအသိစီခံရတော့သူတို့မှာကြီးလန့်စားစားဖြစ်ကဆိုင်ပင်ပိတ်ထားလိုက်ရသေးသည်ဆိုင်ပိတ်သည်ဆိုတော့လေလူကတော့အချိန်တန်လင်းစေကိုမလာပဲမနေနိုင်ဆိုင်ကုန်းပေါ်မှာဝေးရမှောက်ကအိတ်နေလိုက်သည်တန်ကားတဲ့သည်ရေမပြောတကယ်တော့သူသည်လည်းဒီလောကမှာအလိုလိုပျော်မွေ့နေပြီဖြစ်လေသည်အားလုံးကိုကျေးဇူးများ၏တင်ပါတယ်ရှင် နောက်ရက်ဒီမှာလဲအပိုင်းကိုကိုဆက်လက်ဖတ်ပြပေးသွားမှာမို့လို့ 这上哪些病加保险？